ိုင်ဝမ်ဟာတရုတ်ရဲ့တနိုင်ငံစနစ်နှမျိုးမူကိုပယ်ချပြီးတော့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုထိန်းသိမ်းပြီးတော့ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ဆုံးဖြတ်ထားတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်းတဲကအော်တိုဘာလ31ရက်နေ့မှာပြောကြားလိုက်ပါတယ်ထိုင်ဝမ်ပေါ်အင်အားသုံးဖို့ကိုလုံးဝမပယ်ချဘူးလို့တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကသတိပေးခဲ့တဲ့အပေါ်တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်ဟောင်ကောင်နဲ့မကာအိုမှာကျင့်သုံးသလိုမျိုး ကိုပိုင်အုပ်ချုပ်ခွင့်ရစနစ်တစ်မျိုးနဲ့ပြည်မာကြီးလက်အောက်မှာနေမယ်ဆိုရင်တော့ညင်ညင်သာသာအုပ်ချုပ်မယ်လို့ဂရီတွေပေးတဲ့စောင်းမားတွေတရုတ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြခဲ့ပြီးမှာအခုလုံမှတ်ချက်ပေးထားတာဖြစ်ပါတယ်။ထိုင်ဝမ်မြောက်ပိုင်းဟူကိုစစ်ကမ်းမှာအမေရိကန်လုံ M1A2 တီအေဘရန်တင်ကားအစ်စ်တွေတက်တော်ဝင်တဲ့အခမ်းအနားမှာသမရလိုင်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ရန်စကျူးကျော်သူတွေရဲ့တောင်းဆိုချက်တွေကို လက်ခံပြီးတော့အချုပ်ချာအာဏာကိုဆွန့်လွှတ်လိုက်မယ်ဆိုရင်ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။ဒါကြောင့်ကျုပ်တို့ဟာဂုံတိတ်ခါရှိရှိ ခိုင်ခိုင်မာမာနဲ့ပိုနေမြဲကြားနေမြဲအခြေအနေကိုထိမ့်သိမ်းရမယ်။သိမ့်ပိုက်တာရန်စကျူးကျော်တာအဓမ္မပေါင်းစည်းဖို့လှုပ်တာကိုခိုင်ခိုင်မာမာစန့်ကျင်ရမယ်လို့လိုင်ကထိုင်ဝမ်စစ်တီတော်တွေကို ပြောကြားခဲ့ပါတယ်။တရားဝင်အမည်အားဖြင့်တရုတ်သမ္မတနိုင်ငံ Republic of China ROC လို့ခေါ်တဲ့ထိုင်ဝမ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China PRC လို့ခေါ်တဲ့တရုတ်ပြည်မာကြီးတို့ဟာဘယ်သူကမှတခြားသူရဲ့လက်အောက်ခံမဟုတ်ဘူးလို့ပါမှတ်ချက်ပေးခဲ့ပါတယ်။ထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာကိုစော်ကားသိမ်းယူလို့မရဘဲထိုင်ဝမ်အာဏာကကို ပြည်သူတွေကပဲဆုံးဖြတ်ပေးပါလိမ့်မယ်လို့လိုင်ကပြောကြားခဲ့ပါတယ်ခင်ဗျာ။ပေလဲခု小組最大的党参与报告